ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion ပြိုင်တက်တဲ့အားလုံးမင်္ဂလာပါမနေ့ကတုန်းကပဲ Italy City ပတ်မှာ Transfer 3ခုအပါဝင် Premier League ပတ်ကနေတဲ့နောက်ထပ် Transfer တစ်ခုပေါ့လေအထူးသဖြင့် Club Record စံချိန်တွေပြောင်းရွှေ့ခြင်းတစ်ခုဖြစ်ဖို့အနည်းဆက်ဆုံးဖြစ်သွားတယ်ဆိုတော့ Nomadic ကဒီ City ရဲ့အသင်းကြီးတွေဖြစ်ကြတဲ့ Juventus ကနောက်တစ်ဖက်က နာပိုလီရဲ့အတ္တလန်တာရဲ့အင်တာမီလန်အသင်း၄သင်းမှာအပြောင်းရွှေ့တွေတော်တော်များများဒါအပိသက်ဖြစ်မဲ့အခြေအနေတွေရှိသွားတယ်။နံပါတ်၁အနေနဲ့ဂျူဗန်တက်စ်ဒါပြီးခဲ့တဲ့ဒုတိယရာသီဝတ်တုန်းကရန်တန်ကိုလိုမဝါနီကိုခေါ်ယူခဲ့တဲ့ဂျူဗန်တက်စ်ကအခုလက်ရှိမှာကိုလိုမဝါနီအတွက်သုံးရမဲ့တန်း50 60လောက်ကိုမသုံးချင်တော့ပဲအခုလက်ရှိသူတို့ကဒီကနေဒါတိုက်စစ်မှုဂျိုနသန်ဒေးဗစ်ကို ြင်သစ်လီယောင်တင်းကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လိုက်ပြီအသက်26နှစ်ရှိတဲ့ဒီတိုက်စင်မူကစာချုပ်တတန်းကုန်ပြီးကုန်တဲ့အတွက်လီယေက ထွက်သွားပြီးတော့အိုက်လီယေအသင်းကလည်းသူ့နေရာမှာအိုလီဗီဂျူးနဲ့အစားထိုးလိုက်ပြီးကျွန်တော်မှ9တောင်မှာအိုလီဗီဂျူးကို ပေးပြီးတော့ဒါ LAFC မှာကစားနေတဲ့ဂျူးကပြင်သစ်ကိုပြန်ပြီးလီယေကိုပြန်ရောက်သွားပြီးအဲ့နောက်ဆက်တွဲအနေနဲ့ဂျိုနာသန်ဒေးဗစ်ကဂျူဗန်တက်စ်ကိုပြောင်းရွှေ့ပြီးတော့စာချုပ်ချုပ်သဘောတူပြီးတော့ confirm ဖြစ်သွားပြီး စီးရီးအထိပ်ဒီကလပ်ဂျူဗန်တက်ကဒီလက်ရှိကနေဒါတိုက်စင်မှုဂျိုနသန်ဒေးဗစ်ကိုလောက်ခလာစာတနည်းကို6တန်းရဲ့အပူစုချင်းဝင်တန်းတိုတဲ8တန်းလာစာ8တန်း package နဲ့ကန်လိုက်ကြတာကိုဂျိုနသန်ဒေးဗစ်ကလက်ခံလိုက်တယ်ဆိုတော့အခုသူပြင်သစ်လီယက်ကလပ်မှာကစားနေတဲ့လာစာတက်တဲ့ပူရတယ်နောက်ဂျူဗန်တက်ရဲ့ first strike striker ဘာလို့ဆိုတော့အခုလက်ရှိမှာ လာဟိုဗစ်ကလည်းစာချုပ်တစ်နှစ်ပဲကြာနေသူလည်းထွက်ပြီးအိုက်နောက်ဆက်တွဲအနေနဲ့ခိုလိုမဝါနီကလည်းအပိသက်မတေးကြဘူးဒါပေမဲ့ပြောလို့တော့မရဘူးခိုလိုမဝါနီကိုလည်းသူတို့သဘောကျတော့ maybe second striker အနေနဲ့တိုက်စစ်မှုနှစ်ယောက်လည်းဖြစ်နိုင်ပြီမဲ့ Jonathan David က2030ခုနှစ်ထိ9နှစ်စာချုပ်တစ်နှစ်ကို6တန်း plus 2တန်းနဲ့ဒါအခုလက်ရှိမှာလီယာကနေ Juve ကိုရောက်ပြီးဆိုတော့ Jeru က ဒေးဗစ်ရဲ့နေရာအစားထိုးပြီးတော့ LAFC ကနေလီယေကို ပြောင်းပြီးအဲ့နေရာမှာနာပိုလီကအခုလက်ရှိမှာခွိုင်လန်တို့ဂါနာချိုတို့ကိုစိတ်ဝင်စားနေရာကနေဒါအခုသူတို့ခေါ်လိုက်တဲ့ကစားမက PSV Eindhoven ရဲ့ Netherlands တောင်ပိုင်းကစားမ Nolan ဆိုတဲ့ကစားမကိုခေါ်လိုက်တယ်ဒီ노란ကို2030ခုနှစ်ထိပဲနာပိုလီကသဘောတူညီမှုရရှိတယ်။ပြောင်းရွှေ့ကြီးကတော့ဒါယူရို35တန်ပက်ကေ့ချ်ဖြစ်တဲ့ လောက်ခလာစားကတနည်းကိုယူရို3တန်းနဲ့တနည်း bonus ကတတန်း bonus performance နဲ့သူရဲ့ခြေစွမ်းပြတဲ့ပုံမူတည်ပြီးတော့ပေးမဲ့ bonus ကတတန်းဆိုတော့3တန်းကလာစားအပူတတန်းနဲ့စုစုပေါင်း4တန်း package လာစားပါမယ်ပြောင်းရွှေ့ခြေကတော့ယူရို35တန်းအနာဂတ်မှာနာပိုလီကဒီစားမှာနိုလန်ကိုပြန်ရောက်မယ်ဆိုရင်သူရဲ့ club ဖြစ်တဲ့ဒါဘယ်လိုပြောမလဲ PSV Eindhoven က10%ဆရာကနေတော့ပြန်ရမယ် ဒါဆရာကလည်းရောက်ရမယ်ဆိုတော့လက်ရှိအနေထားရဒီပြောင်းရွှေ့ကတေချာပေါက်ဖြစ်ပြီးတော့ဒါအခုလက်ရှိမှာနာပိုလီကလည်းနိုလန်ကိုခေါ်နိုင်တော့မယ်အဲပြောင်းရွှေ့လည်းဒန်ဒီဖြစ်သလောက်ဖြစ်သွားပြီတခါဆောင်းတန်အသင်းရဲ့တောင်ပန်ကစားမဖြစ်တဲ့ဆူလီမာနာကလည်းအတ္တလန္တာကိုပြောင်းပြီဆိုတော့အတ္တလန္တာကတော့သူတို့ရဲ့တိုက်စစ်မှုပြောတဲ့အာတမိုလာလွတ်မန်ကိုရောင်းမဲ့သဘော ဖြစ်ပြီးတော့ဆူလီမာနာကဆောင်းတန်ကနေစီရီထိပ်တီကလပ်အတ္တလန္တာကိုပြောင်းပြီး ပြောင်းရွှေ့ခြေကယူရို18တန်းဖြစ်တယ်အပိုစုခြေကနောက်ထပ် bonus က၄တန်းပါပြီးတော့ total 23တန်း package နဲ့ပြောင်းနေဒါအပြင် Atlanta အနေနဲ့ Sulemana ကိုအနာဂတ်မှာရောင်းချရင်စိန်က18ရာခိုင်နှုန်း percentage ရောင်းရမယ်ကိုရယူဖို့သဘောတူပြီးတော့အဲ့ပြောင်းရွှေ့ကလည်းပြီးသွားပြီသူကတော့ Sulemana က Atlanta နဲ့၄နှစ်စာချုပ်ချုပ်ပြီးတော့အပူတစ်နှစ်ထပ်တိုးကွင်းကိုသဘောတူပြီးတော့အခု Atlanta ကိုရောက်သွားပြီ ဒါကအခုလက်ရှိနေတာတခါ Inter Milan အသင်းရဲ့ကွင်းလေကစားမှာ Hakan Çalhanoğlu လေး club ကထွက်ပြီးတော့ Galatasaray ကိုပြောင်းဖို့သဘောတူလိုက်ပြီဒါပေမဲ့ Galatasaray နဲ့ Inter ကြားမှာတော့ပြောင်းရွှေ့ခြင်းညှိနေစေဖြစ်တဲ့ Inter ကသူတို့ကစားမကို35တန်းနဲ့တန်း40ဒီ target ထားတယ်ဒါပေမဲ့ Galatasaray ကအခုလောလောဆယ်28တန်းပတ်ဝန်းကျင်ပဲပေးလို့ညှိနေစေဖြစ်ပေမဲ့ channel လုလုကလည်းကာလာဆာရေးကိုပြောင်းဖို့အနည်းဆက်ဆုံးဖြစ်သွားပြီးတော့မှအခု နောက်ဆုံးတယောက်ကတော့အခုဘာလဲဆိုတော့ဒီ Crystal Palace ကသူ့ရဲ့ class san chain တင် ပြောင်းရွှေ့ခြင်းနဲ့ဒါ Usmane Diamandi ကို Sporting Lisbon ကနေခေါ်ဖို့သဘောတူလိုက်ပြီ Portuguese နာမည်ကြီး media ဘိုလာကဖော်ပြချက်ရ Sporting ရဲ့နောက်ခံကစားမ Usmane Diamandi က market ဟိညာမှာအစားထိုးဖို့အတွက် Palace ကခေါ်ယူဖို့သဘောတူခဲ့ပြီးပေါင်48တန်း ဒါကတော်တော်လေးများတယ်ဒါအောင်ကြီးကြပြီးမကေဟီနေရာမှာ straight အစားထိုးမဲ့သူဖြစ်ပြီးတော့လီဗာပူးကဂေဟီကိုရမဲ့သဘောတရားဖြစ်တယ်ဆိုတော့ဒီကတော့ဒီ Crystal Palace ကစန်တာဘက်တယောက်ခေါ်လိုက်တဲ့သဘောပြီးတော့မှ Hakan Chanalulu က Galatasaray ကို Galatasaray ကိုပြောင်းမယ်ဒီတစ်ဖက်က Juventus နဲ့ Napoli နဲ့ Atalanta ကဈာမတယောက်စီကိုခေါ်ယူလိုက်တဲ့ဒီဒီအကြောင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်